မကောင်းတဲ့ကံကြမ္မာပဲကောင်းကင်ဧကရေကူမှာဖျက်ဖျက်ခဲတဲ့ကိစ္စကြောင့်မဟာမိတ်ကျဆူဆင်းတဲ့ခုလုံးကညင်သက်သွားပါတယ်ကောင်းကင်ဧကရေကူကတင်းခဲ့ပေမဲ့ဆက်နွယ်နေတဲ့အရာတွေကတော့အများကြီးပါထိုတိုက်ပွဲမှာကျင်းကျက်မှုမဟာမိတ်တွေကဆုံးရှုံးမှုများစွာကိုခံစားခဲ့ရပါတယ်ဗီဒီယိုလေးမဆက်ခင် YouTube channel လေးကို like and subscribe လုပ်ခဲ့ပြီးတော့တောင်းဆိုချင်ပါတယ် အကြီးကဲဘွားကလည်းတည်ဆုံသွားပြီးကောင်းကင်အရှင်ဟောင်းကလည်းယူတုပ်ပြီးတော့ပြောက်ကွက်သွားပါတယ်။ကောင်းကင်အရှင်အများပြားကိုလည်းဆုံးရှုံးခဲ့ရပါတယ်။မဟာမေရဲ့ဌာနချုပ်ကိုပြန်ဦးလာတဲ့သူကအများကြီးမရှိပါဘူး။ထိုတဲ့ရင်နေရာနှင်းပွင့်လိုမျိုးပြန့်နှံ့သွားပါတယ်။နှစ်လအတွင်းမှာပဲမဟာမေချက်ဆုစနစ်တစ်ခုလုံးနီးပါးတည်သွားကြပါတယ်။အချို့ကတော့မြုံကြည့်ကြပါဘူး။အချို့ကတော့အန်းသိနေကြပါတယ်။အချို့ကတော့အခြားအတွေးခွန်များရှိနေကြပါတယ်။ထိုကိစ္စနဲ့ပတ်သက်ပြီးအမျိုးသောအတွေးခွန်တွေရရှိနေကြပါတယ်။အစွမ်းထက်ပြီးကြီးကျက်တဲ့ကျင့်ကြံမှုမဟာမေကထိုကဲ့သို့ထုံးတဲ့ချက်မျိုးကိုခံရလိမ့်မယ်လို့အများစုကမြုံကြည့်ကြပါဘူး။ ဒိုးရတဲ့အချိန်ကြာလာတဲ့အများကောလာဟာလာတွေကပုံများလာပါတယ်။နောက်ထပ်၃လကြာတော့လူတွေကလက်ခံလိုက်ရပါတယ်။ထိုကျဉ်းကျန်းသူတွေကိုပို့ပြီးတော့အန်တင်းစေခဲ့တာနဖျားလီပါခန်ရဲ့ပြန်လည်ထွက်ပေါ်လာခြင်းမှာကောလာဟာလာတွေကတော်မနီငတ်နဖျားဤကလေးကပေါ်ထွက်လာပြီးယတနာလီပါကိုအုံပြုကမဟာမိတ်အကြီးကဲအလုံးစုံမရှိသူကိုပြင်းထန်ထန်ရရှိပြီးနိုးထလာတဲ့ကောင်းကင်အကလေးချင်းလင်းကိုဒစိခတ်လိုက်တယ်လို့ဆိုပါတယ်။ ထိုးရာကောင်းကင်နဲ့မြေကြီးကိုတုံလို့စီတဲ့တရင်မှာလူများစုကမြို့ကြီးနယ်လောက်အန်းတင်ကြပြီးတောင်းမှုကိုလည်းခံစားရပါတယ်။ကော်လာဟာလာတွေကပြန်နှက်လာတဲ့အများနဖျားလီပါခန်းရဲ့ပုံရိပ်ကလူတိုင်းရဲ့ရင်ထဲမှာတဖြည်းဖြည်းနဲ့ပြန်ပေါ်လာပါတယ်။ ထိုကျေဆူးစနစ်ရဲ့အရင်အုပ်ဆိုးရှင်ကမရင်မတွနိုင်တဲ့နှစ်ပေါင်းများစွာအိပ်ပျော့နေပြီးပြန်လည်နှူးထလာတဲ့တောမောက်ဖွေရတားရဲတခုံလိုပါပဲတချိန်တည်းမှာပဲကောင်းကင်တခွင်ရကျဉ်းညံ့သူတွေကလည်းထိုတရင်ရဲ့တကယ်အခြေအနေကိုစဉ်းစားနေတယ်လို့သူတို့ရဲ့တိုက်ခိုက်မှုတွေကိုရပ်တန့်လိုက်ပါတယ်ထိုမြုံကြီးနိုင်စရာတရင်ကိုကြားရတဲ့အခါမဟာမိတ်ဌာနချုပ်ပြင်ပါကျဉ်းညံ့သူအလုံးကြီးပါတိတ်ဆိတ်သွားပါတယ်မဟာမိတ်ရဲ့လက်စားချိန်မှုကိုသူတို့ကစောင့်မျှော်နေကြပါတယ်မဟာမိတ်ကစတင်တီထောင်တဲ့အချိန်တွေကသူတို့ကိုစော်ကားမိတဲ့သူတိုင်းအလောင်းတော့မကြံပဲတည်ဆုံးခဲ့ရပါတယ်မဟာမိတ်ရဲ့တောမောက်ဖွေရဒေါသနဲ့လက်စားချိန်မှုကိုခံရပါလိမ့်မယ် တဝရင်းလူတိုင်းကမဟာမိတ်ရဲ့လှုပ်ဆောင်ချက်ကိုစောင့်မျှော်နေတဲ့အချိန်မှာမဟာမိတ်ကတော့ဆက်လက်တိုက်ဆိတ်နေပါတယ်။ဘာအုံးမလှုပ်ဆောင်ခဲ့ခြင်းမရှိပါဘူး။အချိန်ရတဲ့ဖြည်းဖြည်းနဲ့ကိုဆုံးသွားပြီးတုံးလာတာကြာမြင့်သွားပါတယ်။ကျင်းကျက်မှုမဟာမိတ်ကတိုက်ဆိတ်နေတာကြောင့်ကျင်းကျက်သူတွေကပိုပြီးတော့စိုးရိမ်လာကြပါတယ်။သူတို့ကတိုက်ဆိတ်နေတာအဓိပ္ပာယ်နှမျိုးပဲရှိပါတယ်။တစ်ခုကတော့ကောင်းကင်နဲ့မြေကြီးကိုတုံလို့စင်ပဲတိုက်ခိုက်မှုတစ်ခုအတွက်ပြင်ဆင်နေရပါ။ဒါမှမဟုတ်မြို့ကြီးနယ်လုံးကိုထုံးတဲ့ချက်တစ်ခုကိုခံလိုက်ရရပါ။ထို့အချိန်မှာမဟာမိတ်ဌာနချုပ်ပြင်ပကျောင်းမဖွဲ့ရဖဲစည်းမှုကအသက်ဝင်လာပြီးပြင်ပဆက်သွယ်ရေးအားလုံးကိုဖျက်တောက်လိုက်ပါတယ်။ထို့ကြောင့် ုပ်တည်းဖြစ်သွားပါလေ။ကောင်းကင်တခွင်ကချက်ချင်းပဲကြီးမားတဲ့တိုက်ခိုက်မှုတစ်ခုကိုစတင်လိုက်ပါလေ။ရေလွမ်းမိုးသလိုပဲမဟာမိတ်တွေရဲ့ခုခတ်မှုအားလုံးကိုတိုက်ခိုက်ပါလေ။ကောင်းကင်တခွင်ရဲ့တိုက်ခိုက်မှုကစတင်ပြီးတလားကြာမှာလှုပ်ဝက်ဆန်းကျတဲ့အလောင်းခိုင်းကကောင်းကင်တခွင်နဲ့မဟာမိတ်တို့ရဲ့တိုက်ပွဲမှာဝင်ပါတော်ဦးလို့ညင်ညာလိုက်ပါလေ။သူတို့ကတောင်ပိုင်းနဲ့မြို့ကိုတင်ပြိုက်ပြီးလုံမောင်းကိုတစိမ့်ခတ်လိုက်ပါလေ။ အလောင်းကိုင်းဝင်မဟုတ်တဲ့ကျဉ်းကျဉ်းသူတွေကိုတော့ဝင်ခွင့်မပြုပါဘူး။တောင်ပိုင်းနဲ့မြေကိုဝင်ရောက်မိရင်အလောင်းကိုင်းရဲ့ကြောင်မုတ်ဖွဲရတိုက်ခိုက်မှုကိုရင်ဆိုင်ရပါလိမ့်မယ်။အလောင်းကိုင်းရဲ့လွတ်လပ်ရေးကြီးညာချက်ကမဟာမိတ်ရဲ့ရှားမှာရုပ်တဲ့ဖြစ်စေပြီးလူတိုင်းကိုအံအသင့်စေပါရည်။ဒိုဝါရင်ထိုးချိန်မှာကျဉ်းကျဉ်းမှုမဟာမိတ်ဌာနချုပ်ကတော့တိတ်ဆိတ်နေသေးပါ။ဌာနချုပ်ရဲ့အမိန့်မရှိတော့ကျေးစုစနစ်တစ်လျှောက်ကမဟာမိတ်တပ်ဖွဲ့တွေကကောင်းဝင်းတခွင်ရဲ့တိုက်ခိုက်မှုကိုကိုယ်တိုင်ရင်ဆိုင်ရပါရည်။ဒိုဝါရင်ရာလန်းအနေနဲ့တကယ်ခုခံမှုကိုဖန်တီးဖို့အတွက်ခက်ခဲလာပါရည်။ကောင်းဝင်းတခွင်ရဲ့ယူသူတွေတိုက်ခိုက်မှုတွေကြောင့်သူတို့ကဇရိုက်ကိုဆုတ်ခွာခဲ့ရပါရည်။နောက်ထပ်တနေ့ ကြတဲ့အထိတိုက်ပွဲအပြီးမှာကောင်းကင်တခွင်ကမြောက်ပိုင်းနဲ့မျိုးလုံးဝကိုတင်ပိုက်လိုက်ပါတယ်ကောင်းကင်တခွင်ကအနောက်နဲ့မြောက်ပိုင်းကိုအောင်မြင်စွာနဲ့တင်ပိုက်ပြီးတခုတည်းအဖြစ်ပေါင်းဆက်လိုက်ပါတယ် ကောင်းကင်အကြေခူကကောလာဟာလာတွေထွက်ပေါက်နေတဲ့အချိန်ကနေနှစ်နှစ်ဒီပါကြာသွားခဲ့ပါပြီ။ပြီးခဲ့တဲ့နှစ်နှစ်အတွင်းမဟာမိတ်ထဏာချုပ်ကဘလို့သတင်းချက်လောက်ကမှမထုတ်ပြန်ခဲ့ပါဘူး။ဖယ်စီမှုအစီရင်ကလည်းဘသူ့မှဝန်ခင်မပြုခဲ့ပါဘူး။အဝေးရနေကြည့်ရင်မဟာမိတ်ထဏာချုပ်ကတောင်းဝင်လှူဆောင်မှုမရှိတော့တဲ့တည်ဆုံနေတဲ့နေမျိုးတစ်ခုလိုပါပဲ။ပြီးခဲ့တဲ့နှစ်နှစ်အတွင်းမှာမဟာမိတ်ထဏာချုပ်ကိုအမြင့်ဆွဲနှုတ်ခံရပြီးအသက်ရှင်ကျန်ရေးသူမရှိတော့ဘူးဆိုတဲ့ကောလာဟာလာတွေကတော့ပြန့်နှံ့နေပါတယ်။အရင်ကမဟာမိတ်ကြီးညံ့သူတွေကမျှော်လင့်ချက်ကြီးကြီးထားရတာနေစိတ်ပြက်အာရုံမှုကြီးကြီးမှဖြစ်ပြီးနောက်ဆုံးမှတော့အချိန်နှီးဆိုးကိုရင်ဆိုင်လဲရပါတယ်။ အင်အားကြီးငယ်မျိုးမျိုးကိုဖဲစည်းပြီးကျက်စုစနစ်၄ခုကိုခွဲဝေယူကြပါတယ်။ဝါပင်းနေရနေဝါပင်းပေါက်လေးတွေပေါက်လာသလိုပဲဂိုင်းတရစ်အများကြီးရလဲပေါပေါက်လာပါတယ်။ထိုအင်အားစုတွေကကျဉ်းကျဉ်းသူအလုံးကိုပေါင်းစည်းပြီးဂျိုးသုံးလုံးဝါနေငါးလုံးအထိတိမ့်ပိုက်ထားကြပါတယ်။အချို့အင်အားစုတွေကဂျိုးဆယ်လုံးထက်မကတိမ့်ပိုက်ပြီးကိုပိုင်ဂိုင်းလေးကိုတီထောင်ကြပါတယ်။အစင်ခုနှစ်ကျဉ်းကျဉ်းရင်နိုင်ငံကြီးကမဟာမေရဲ့စီမံခန့်ခွဲမှုမရှိတော့တဲ့အတွက်အလောင်းဂိုင်းလိုပဲလွတ်လပ်ရေးကိုကျင်ညာပါတယ်။ထိုယာရီကအရင်အားထက်တော့ပုံများလာပါတယ်။ ထိုအင်အားစုတွေထဲမှာအစွမ်းထက်ဆုံးက၄ခုရှိပြီးထိုထဲရနှစ်ခုကတော့အထုံးထိပ်မှယက်တိနေပါတယ်မဟာမိတ်ထဲရအစင်ရှိကျင်းကျန်နိုင်ငံနှစ်ခုကသာကျန်ရှိပါတော့တယ်မင်းတက်လာတော့တိန်နိုင်ငံနဲ့ကျူပလီနိုင်ငံတို့ပါအစင်ရှိကျင်းကျန်နိုင်ငံနှစ်ခုရဲ့အင်အားအများစုကတော့ဆက်လက်တည်ရှိနေသေးပါကျင်းကျန်မှုမဟာမိတ်ကပြောက်ကွက်သွားပြီးတနစ်ခွဲကြမှာနိုင်ငံနှစ်ခုစလုံးကလည်းလွတ်လပ်ရေးကိုကျင်ညာခဲ့ပါတယ်ကျန်တဲ့အင်အားစုနှစ်ခုကအရင်ကကျင်းကျန်မှုမဟာမိတ်ရဲ့အဓိကအင်အားစုတွေပါတယောက်နဲ့တယောက်ရှင်ပြန်ပြီးတော့ဝါမြုပ်ခဲကြပါတယ်နောက်ဆုံးမှတော့အင်အားစုအစ်စ်တွေဖြစ်လာကြပါတယ် ကောင်းကင်ဘုရားကျောင်းနဲ့မကောင်းဆိုးဝါးမြေခိုင်းတို့ပါ ထိုအင်အားစု၄ခုရဲ့ပြင်ပမှာပြန့်လွင့်နေတဲ့အင်အားစုတွေအရှိပါတယ်ထိုအင်အားစုအားလုံးကမဟာမင်းရဲ့အလဲဘဟုမှာရှိနေပါတယ်ကောင်းကင်တခွင်ကအနောက်နဲ့မြောက်ပိုင်းဒေသတွေကိုတိမ်ပိုင်းုံနဲ့မကျဉ်းနှံ့နိုင်သေးပါဘူးသူတို့မှာရွေးချယ်စရာ၃ခုပါရှိပါတယ်တောင်ပိုင်းကအလောင်းကိုင်းအလဲဘဟုကမဟာမင်းရဲ့ကြံရှိတဲ့သူတွေနဲ့လှိုဝက်စမ်းကြဲတဲ့အရှေ့ပိုင်းနယ်မြေတို့ပါအလောင်းကိုင်းကိုတော့မဖြစ်မနေလိုအပ်မှသာကောင်းကင်တခွင်ကနှောက်ရှက်ချင်ကြပါတယ်အရှေ့ပိုင်းနယ်မြေကတော့ကောင်းကင်တခွင်ရဲ့ခွဲချမ်းစိတ်ဖြံမှုကြောင့်နဖျားလေးပါးဂိုင်းပိုင်ဖြစ်သိမ့်ပေမဲ့တသက်အထောက်ထားကိုတော့မရသေးပါဘူးကောင်းကင်တခွင်ကအလောင်းကိုင်းထက်နဖျား ားလီပါခိုင်းကိုပို့ပြီးတော့ကြောင်းပါတယ်ထို့ကြောင့်မဟာမိတ်ကြံရှိသူတွေနဲ့ဌာနချုပ်ကသူတို့ရဲ့ပြစ်မှတ်စင်းမှာထိတ်ဆုံးကိုရောင်းနေပါတယ်ကောင်းကြီးတခွင်ရဲ့တက်ကတိုက်ခိုက်ဖို့အတွက်ပြင်ဆင်နေပါပြီဒူဝါရင်မဟာမိတ်ဌာနချုပ်ပြင်ပါဖေစင်းမှုကရုတ်တရက်အသက်ဝင်လာပြီးဖြည်းဖြည်းချင်းပွင့်လာပါတယ်မဟာမိတ်ဌာနချုပ်ကပွင့်လာတာမဟာမိတ်ကျက်စုစနစ်တစ်ခုလုံးမှာမှုန်တိုင်းတစ်ခုကိုတိုက်ခိုက်စေပြီးကောင်းကြီးတခွင်ကိုချက်ချင်းပဲရပ်တန့်စေပါတယ်အလောင်းခိုင်းတော်မှာအနိကဆောက်တိလာပါတယ်ကိုပိုင်ခိုင်းလေးကိုတီထောင်လာတဲ့အရှင်ရမဟာမိတ်ကျင်းတူတွေအကြောင်းဆိုပြောစရာတော့မလိုတော့ပါဘူး ူတိုင်းရမဟာမိတ်ဌာနချုပ်ကိုစောင့်ကြည့်နေတဲ့အချိန်မှာမဟာမိတ်ဌာနချုပ်ကအသစ်ဖက်စီထားတဲ့ဂိုင်းလေးကိုဘာမှမလုပ်ပဲဆက်လက်တီရှိခွင်းပြုလိုက်ပါတယ်သူတို့လှုပ်လိုက်တာကတော့တပြက်မိတ်ကိုထုတ်ပြန်လိုက်တာပါဝန်လင်းကိုတပြစ်အဲ့လူကအရင်ကကောင်းကင်တခွင်ရဲ့အဖွဲ့ဝင်နမေပြောင်ကရှူမှုတောအမီရနဆိုးရှင်ကောင်းကင်တခွင်ရဲ့မိုးချိုးကောင်းကင်အရှင်အခုသူကနဖျားလေးပါခိုင်းရဲ့တောင်မန်ဒီငတ်နဖျားခိုင်းရဲ့အဖွဲ့ဝင်အဲ့လူရဲ့မူလဝိညာဉ်ကိုယူဆောင်လာနိုင်သူဘသူမှမဆိုကျင့်ကြံမှုမဟာမေယရရှိထားတဲ့ကောင်းကင်ဘုံနယ်ပယ်ရဲ့အမွေအနှစ်ကိုရရှိမယ် ို့တပ်ဖြတ်မိတ်အပြင်ကြီးညက်မှုမဟာမိတ်ကဒစိမ့်ခတ်ထားတဲ့အမိတ်တစ်ခုကိုလည်းထုတ်ပြန်လိုက်ပါတယ်။မဟာမိတ်ဌာနချုပ်ကိုကာကွယ်ဖို့ကောင်းကင်တခွင်ကြီးညက်သူတွေကို260ခုခန့်တိုက်ခိုက်တဲ့အရင်ကမဟာမိတ်ကြီးညက်သူတွေဖယ်ဆီးထားတဲ့ဂိုင်းတွေအားလုံးကိုအကြီးကဲအဖွဲ့တွေကိုဝင်ခွင့်ပြုပြီးကောင်းကင်ဘုံနယ်ပယ်ရဲ့အမွေနှစ်စွမ်းရည်အားလုံးကိုခန်းစားခွင့်ပေးမယ်။တိုက်ပွဲကိုမဝင်ဘဲထွက်ပြေးတဲ့သူတွေကမဟာမိတ်ကပြုတ်ကွဲတဲ့အခါသူတို့ရဲ့ဝိညာဉ်တွေကဖျက်ဆီးခံရလိမ့်မယ်။ ဒါအပြင်မဟာမိတ်ဌာနချုပ်ကပွင့်လာတဲ့အခါယတနာတွေနဲ့ကြောက်စင်းတဲ့အမြောက်များကိုလည်းအရင်ကမဟာမိတ်ကြီးညံ့သူတွေစီကိုပေးပို့ခဲ့ပါတယ်။ထို့ယတနာတွေနဲ့ကောင်းကင်ဤပညာတွေကမဟာမိတ်ကနှစ်ပေါင်းများစွာစုဆောင်းခဲ့တာပါ။ဒါလောက်အများကြီးပေးပို့လိုက်တာကမဟာမိတ်ကရင်ဆိုင်နေရတဲ့အနေအကိုပြသနေပါတယ်။အမိန်နှစ်ခုနဲ့ယတနာနဲ့ကြောက်စင်းတဲ့အမြောက်များကိုထုတ်ပြန်ပြီးတဲ့နောက်မဟာမိတ်ဌာနချုပ်ပြင်ပဖေစီမှုကပြန်လည်အသက်ဝင်လာပြီးလုံဝတ်ကိုစိတ်ခတ်လိုက်ပါတယ်။ဒူဝရင်ထိုခနာတာပွင့်လာမှုကအရင်ကမဟာမိတ်ကြီးညံ့သူတွေရဲ့ရင်ထဲကိုအိပ်စက်လာပါတယ်။ကြီးညံ့သူအများစုမှာကိုပိုင်အသက်ဝင်နေရမှရှိကြပါ ါကိုကျဉ်းကျန်းသူကပူအားကောင်းလေမဟာမိတ်ဖဲကသူတို့ရဲ့အသက်ဝန်းကျင်ကိုတင်းယူရမှာပူပြီးတော့ပြင်ထန်လေပါခုခန့်ရင်တော့တည်ဆောင်ရမှာပါထိုအကြောင်းကြောင့်မဟာမိတ်ဖဲကကျေဆုစနစ်ကိုနှစ်ပေါင်းများစွာအုပ်ချုပ်နိုင်ခဲ့တာပါမဟာမိတ်ဌာနချုပ်ကအမိတ်ထုတ်ပြန်လိုက်တဲ့အချိန်မှာ အရှေ့ပိုင်းဒေသမှာနဖျားလေးပါးကန်ရပေါပေါလာခဲ့ပါတယ်ကောင်းကင်တခွင်ရတန်တရားဝင်ခဲ့တယ်လို့နဖျားလေးပါးကန်ရအတောက်ပဆောင်ကောင်းကင်အလင်းရောင်ကြီးညံ့ချင်းကန်ရလွယ်လို့အရှေ့ပိုင်းဒေသအခြားအင်အားစုအလုံးကိုဖျက်ဆီးပစ်လိုက်ပါတယ်ယခုအချိန်မှာမဟာမိတ်ကျဆူစနစ်တစ်ခုလုံးကအပိုင်းလေးပိုင်း꿰ပြီးအင်အားစုများစွာရဲ့တိုက်ပွဲကွင်းဖြစ်လာခဲ့ပါတယ်မျက်နှာပြင်အားဖြင့်ကောင်းကင်တခွင်ရအပြင်းထန်ဆုံးဖြစ်ပေမဲ့လိုဝက်ဆန်းကျတဲ့အလောင်းကိုင်းနမဲကြီးနဖျားလေးပါးကန်ပြီးတော့ရတနာနဲ့ကောင်းကင်ဒီပညာတွေကိုရရှိထားတဲ့မဟာမိတ်ဖဲရဲ့ကြံရှိနေတဲ့သူတွေကသူတို့ရဲ့အသက်ဝန်းကျင်နေတဲ့အသက်ဆုံးတိုက်ပွဲကိုဝင်နေရကြောင်းအင်အားစုတွေ တွေကတည်ငြိမ်မှုရှိနေခဲ့ပါတယ် တို့ဝရင်ကောင်းဝင်းတခွင်ကမိတော့တခင်နဲ့မဟာမိတ်အဖွဲ့ကြားရန်ညိုးတွေဟာထိုတင်းငိမှုကြောင့်ပြီးဆုံးမှုသွားပါ ው ကောင်းဝင်းတခွင်ရဲ့အလဲဘူမှာရှိတဲ့မဟာမိတ်တပ်ဖွဲ့ရဲ့ကြံရှိနေတဲ့သူတွေကတကြိမ်ထမှန်ပြီးတော့တိုက်ခိုက်ပါတယ်စင်မီရလည်းပြန့်နှံ့သွားပါတယ်တိုက်ပွဲကဆက်ဖြစ်နေရတဲ့အများတိတ်ဆုံးမှုကမြပြလာပါတယ်ယခုအချိန်မှာအရှိပိုင်းဒေသနဖရားလီပါကိုင်းအတွင်းမှာမီးလောင်နေတဲ့ကြက်ကွင်းတစ်ခုပါရှိနေပါတယ်ထိုမီးလောင်နေတဲ့ကြက်ကွင်းထဲမှာကြီးမားတဲ့အဖြူအောင်ကြောက်တုံးတစ်ခုပါရှိနေပြီးလူတစ်ယောက်ကအပေါ်မှာထိုင်နေပါတယ်သူကအဖြူအောင်ဝေးုံကိုဝေးစင်လာပြီးတမန်ပုံပေါက်ဝင်မဲ့ထူးဆန်းတဲ့စိတ်နေသဘောထား သူ့ကိုကောင်းကင်တမန်တစ်ပါးရဲ့အမွှေးတက်ကိုပေးဆွမ်းပါတယ်။သူကမျက်လုံးလေးကိုမှိတ်ထားပြီးရင်ဘက်ကနိဋ္ဌိမြင့်ကြီးဖြစ်နေတဲ့အချိန်မှာနှာခေါင်းကနေဓာတ်ဝင်နဂါးနှကောင်ကထွက်လာပါတယ်။နဂါးနှကောင်ကသူ့ကိုအချိန်ပေါင်းများစွာဖတ်ပြီးတဲ့နောက်နှာခေါင်းနဲ့ပါးစပ်ကနေရှူသွင်းလိုက်ပါတယ်။ထိုလုပ်ငန်းစဉ်အတွင်းမှာအဖူအောင်ကြောက်တုံးကနေမီးရဲ့အမြောက်များထွက်လာပြီးဓာတ်ဝင်နဂါးနှကောင်နဲ့အတူလူငယ်ရဲ့ခန္ဓာကိုယ်ထဲကိုရှူသွင်းလိုက်ပါတယ်။ထိုလူကထိုနေရာမှာနှစ်နှစ်ကြာထိုင်နေခဲ့ပြီးထိုနှစ်နှစ်အတွင်းမှာထိုနေရာကနေထွက်မသွားခဲ့ပါဘူး။သူကထိုနေရာမှာတင်းငိမ်စွာနဲ့ချင်းကျက်နေပြီးမီးကိုဆုပ်ယူကမူလဝန်းကြီးကိုဒဏ်ရာရအောင်လို့ကုသနေပါတယ်။ သူနောက်မှာတော့အဖိုးကြီးတယောက်ကရှိပါတယ်ထိုးအဖိုးကြီးကရန်အောင်မအုံမင်းနေပြီးအတက်တက်အများစုကလည်းဆွဆုံသွားတဲ့ပုံပေါ်ပါတယ်ထိုနှစ်နှစ်အတွင်းမှာသူကတစ်ခါတည်းရန်ညာလက်ကိုမြောက်ပြီးလူငယ်ရဲ့ကျိုးကိုထိုးပေးပါတယ် သူ့ရဲ့လက်ချောင်းထိပ်ကကြောက်တိုင်းအဖိုးကြီးကတွန်းလို့သွားပါတယ်မူလာဆွေရဲ့အမြောက်များသူ့ရဲ့ခန္ဓာကနေထွက်လာပြီးလက်ချောင်းထိပ်ကနေတစဉ်လူငယ်စီကိုဝင်ရောက်သွားပါတယ်လူငယ်ကလည်းတွန်းလို့သွားပြီးသူ့ရဲ့အဖြူအောင်စပင်တွေကလေမရှိပဲလှူရှားသွားပါတယ်သူ့ရဲ့ခန္ဓာအတွင်းမှာပြင်းထန်တဲ့အပူချိန်ကပိုပြီးတော့ပြင်းထန်လာပါတယ်တော်မနီငတ်နှစ်ဖျားခိုင်းပါမျိုးဆက်တိုင်းရဲ့နှစ်ဖျားဤခရီးကောက်တော်မနီငတ်ကိုကောင်လှုပ်ဝဲပြောင်းလဲခြင်းကိုတင်ယူရတယ်အဲ့ဒီနီးပညာရှေးအောင်ကာလအမွေဆက်ခံရရှိတာဖြစ်ပြီးဒီနေ့ခေတ်မှာရှိတဲ့အစွမ်းထက်ဆုံးနီးပညာတွေထဲကတစ်ခုပဲ ော်လူကနှစိုးဝင်းညင်ပြည်ကနေလွန်ခဲ့တဲ့နှစ်နှစ်ကထွက်သွားခဲ့တဲ့ဝင်လင်းပါ လွန်ခဲ့တဲ့နှစ်နှစ်ကနဆိုးဝင်းညင်ပြီးမှဝလင်းကပြင်းထန်စွာနဲ့ဒဏ်ရာရခဲ့ပါတယ်။သူ့ဘဲခန္ဓာကိုယ်ကစူးစိုးဝါးကိုပျက်စီးသွားပြီးမူလဝင်းညင်ကလည်းပြုတ်ကွဲလို့နေပါဖြစ်ခဲ့ပါတယ်။မူပေးမရဲ့စကားတွေကြောင့်နှလုံးသားမှာဝေဒနာကလည်းပိုပြီးတော့ပြင်းထန်လာပြီးဒဏ်ရာရပောက်ကွဲကမိမျောသွားခဲ့ရပါတယ်။သူကနိုးလာတဲ့အခါအဖြူအောင်ကြောက်တုံးပေါ်မှာထိုင်နေပါတယ်။သူ့ရဲ့နောက်ကအဖိုးကြီးကတောင်မနေငတ်နှဖျားကြီးကလေးပါ။ထိုနှစ်နှစ်အတွင်းမှာဝလင်းရဲ့ပုံရိပ်ကူပွားနဲ့မူလခန္ဓာကိုယ်ကကွဲသွားခဲ့ပါတယ်။သူ့ရဲ့မူလခန္ဓာကိုယ်ကတောင်မနေငတ်ကျူရဲ့အနေဆိုင်ဆုံးနေရာမှာနစ်မြုပ်သွားပြီးပုံရိပ်ကူပွားကတော့ထိုနေရာမှာ ကုသမှုကိုခံယူနေရပါ။ ထိုနှစ်နှစ်တာကာလအတွင်းဝန်လင်းရဲ့မိမှုလဆွေးင်ကအစမတန်မြင့်တက်လာခဲ့ပါတယ်။နဆိုးဝင်းညင်ပြည်မှာရှိနေတုန်းကနိဗ္ဗာန်တန်းစင်သူအစင်းနဲ့နီကက်နေပြီလို့ခန်းစားမိပေမဲ့နေပယ်ကိုထူဖောက်မှုကတော့လိုအပ်နေပါသေးတယ်။ထိုကဲ့သို့ထူဖောက်မှုကအတင်းကျပ်လို့လို့မရပါဘူး။မရဘူးဆိုတဲ့အတွေ့အကြုံပုံများလေးလေးပို့ပြီးတော့ခက်လိပါ။လွန်ခဲ့တဲ့နှစ်နှစ်အတွင်းဝန်လင်းကမိမှုလဆွေးင်ကိုဆုပ်ယူရင်နားလေသောပေါအောင်လို့စူးစမ်းခဲ့ပါတယ်။သူ့ရဲ့မူလဆွေးင်ကအထွန်းအထဲကိုရောက်လို့နေပါဖြစ်နေပါပြီ။တော်မန်နီငှက်ကိုကောင်လှုပ်ဝက်ပြောင်းလဲခြင်းရဲ့စွာကပြောင်းလဲခြင်းတစ်ခုချင်းစီမှာအစမတန်မြင့်တက်လာတယ်။ ဒါပေမဲ့အဲ့ဒီနီးပညာကိုကျင့်ကြံဖို့ကအရန်ကိုခတ်တယ် တောင်မန်ဒီငက်နှဖျားဤကလေးတွေထဲမှာအနေငယ်လောဝတာအထွန်းထဲကိုရောင်းအောင်လို့ကျင့်ကြံနိုင်ကြတယ်ဝန်လင်းရဲ့နောက်မှာအဖိုးကြီးကသူ့ရဲ့လက်ကိုမြှောက်ပြီးဝန်လင်းရဲ့ကြိုးကိုလူမျိုးနဲ့ထိုးလိုက်ပါတယ်အဖိုးကြီးစီကနေမူလဆွမ်းရင်ကတစ်ချက်ထွက်လာပြီးဝန်လင်းရဲ့ခန္ဓာကိုယ်ထဲကိုဝင်ရောက်သွားပါတယ်မင်းရဲ့လက်ရှိကျင့်ကြံမှုအစိမ့်နဲ့မင်းရဲ့နှစ်ကြိမ်တိုင်တိုင်လှုပ်ထလာမှုအဖျော်တောင်မန်ဒီငက်ရဲ့ပေါ်ထွက်လာမှုနဲ့တောင်မန်ဒီငက်ရဲ့မီးရန်တန်ချက်ကတွေနဲ့ဆိုရင်မင်းကပထမဦးဆုံးပြောင်းလဲမှုကိုကျင့်ကြံနိုင်ရမယ်ဝန်လင်းရဲ့ပလက်ကမီးရဲ့အာလုံကရုတ်တရက်ပြန့်နှံ့သွားပါတယ်ပြီးတော့ပောက်ကွဲတန့်နေရလိုင်းလုံးတွေလိုပေါ်ထွက်လာပြီးပုံဝင် င်းတစ်ခုလုံးမှာပက်တင်ထပ်သွားပါတယ်ကျဲဆူစနစ်တစ်ခုလုံးကိုပက်တင်ထပ်သွားတဲ့မိုးကြိုးပက်တန်လိုပါပဲတောင်ပင်နေငှက်ချိုတစ်ခုမှာကောင်းရင်ထီအောင်မြင်နေတဲ့တောင်တလုံးကရှိပါတယ်ထိုတောင်ကမီးရန်တွေနဲ့ဖုံးလွှမ်းနေပြီးအစမပြတ်လောင်ကျွမ်းနေပါတယ်ထူးဆန်းတာကထိုတောင်ပေါ်မှာအပင်တွေရရှိနေပါတယ်အစိမ်းရောက်မိုးဝင်မဲ့ခရင်ရောက်တန်းနေတဲ့တပင်တွေကတောင်တလုံးလုံးကိုဖုံးလွှမ်းနေပါတယ် ပူပြင်းတဲ့လေတစ်ချက်ကတိုက်ခတ်လာတော့အရွက်တရာတရှင်းရှင်းနဲ့မိလာပါတယ်။မူကြိုပိတ်တန်နေတဲ့ရောနော်ပြီးထူးခြားတဲ့ဆွဲဆောင်မှုတစ်မျိုးကိုဖန်တီးပေးပါတယ်။တောင်ထိုင်းမှာတော့လူတစ်ယောက်ကထိုင်နေပါတယ်။ထိုလူရဲ့ခေါင်းကရံဥမကြီးပြီးခန္ဓာကိုယ်ကတော့တင်းခဲ့ပါတယ်။သူကမျက်လုံးလေးကိုမှိတ်ပြီးတော့ကျဉ်ကျပ်နေပါတယ်။မူကြိုပိတ်တန်နေရဖြစ်တန်းသွားတဲ့အခါသူကမျက်လုံးလေးကိုဖင်လိုက်ပြီးကောင်းကင်းကိုမုန်းကြည့်လိုက်ပါတယ်။သူ့ရဲ့မျက်လုံးလေးကရံဥမတင်းနေနေပါတယ်။တခင်းရဲ့ကျင့်ကြံမှုအစဉ်အရဆက်လက်ပြီးတော့မြင့်တက်နေတော့မယ်။ငါကဒီခန္ဓာအစ်စ်နဲ့အမျက်ဆုံးလိုက်ရောညှိထွင်အောင်လုပ်ရမယ်။ သူကတော့ခေါင်းကြီးကောင်လေးပါနှစိုးဦးညင့်ပြီးမှခေါင်းကြီးကောင်လေးရဲ့ခန္ဓာကိုယ်ကပျက်စီးခဲ့ပါတယ်တောင်မနီငတ်နှစ်ဖျားခံရရောက်လာပြီးတဲ့နောက်နိဗ္ဗာန်ဖျက်စီးသူအစဉ်အကြီးကဲတဲ့ဆီယားနဲ့အကူအညီကိုရခဲ့ပါတယ်မိို့အသားအဖြစ်တိတောက်အရိုးဖြစ်မူလဆွေရင်းကိုတွေးဖြစ်အသုံးပြုပြီးအရင်လိုခန္ဓာကိုယ်မျိုးကိုပြန်လည်ဖန်တီးပေးခဲ့ပါတယ်ခေါင်းကြီးကောင်လေးကထိုခန္ဓာကိုယ်ဆက်လက်တန်းစင်ပြီးအသားကြောင်းအောင်လို့လိုအပ်ပါမယ်အဲ့ခါကျရင်အရင်အထက်ပို့ပြီးတော့ဆွမ်းထက်တဲ့ဒီပညာတွေကိုအသုံးပြုနိုင်ပါလိမ့်မယ်ထိုနေရာမှာခေါင်းကြီးကောင်လေးတယောက်ထဲရမဟုတ်ပါဘူးအဝေးမှရှိတဲ့လိုင်ကိုတစ်ခုထဲမှာလေကြီးရထိုင်နေပါတယ်သူ့ရဲ့ခန္ဓာက ခုမှချွေးလျာရွှဲနေပါလေသူပဲရှိမှအနီရောင်ကြောက်ပလင်းအထူးအရှိပြီးဆုပ်ယူဖို့အတွက်စေးလုံးတွေကိုထောက်ပံ့ပေးနေပါလေကောင်းကင်းပေါ်မှာမိုးကျပစ်တန့်နေရတဲ့ဖိဖိနဲ့ပြောက်ကွက်သွားပြီးလောင်ကျွမ်းနေတဲ့ကျေစုတစ်လျှောက်လုံးကိုပြန့်နှံ့သွားပါလေကျေစုထင်မှပုံမှန်မဟုတ်တဲ့ဂျိုတလုံးကရှိပါတယ် ထိုဂျူပေါ်ကအနီအောင်တဲခန္ဓာတစ်ခုကိုမုန်တိုင်းတစ်ခုလိုမျိုးဖြတ်တန်းနေပါတယ်။ထိုမုန်တိုင်းကကောင်းကင်ကိုမြင့်တက်သွားပြီးလမ်းတစ်လျှောက်မှာတဲရီအများကြီးကိုတည်ဆောင်သွားပါတယ်။တဲမုန်နေရာတိုက်မိတဲ့အခါမိဘွားတွေအများကြီးကပြန်ကျဲထွက်လာပါတယ်။မုန်တိုင်းကိုယ်တိုင်ကလည်းအပူချိန်အရမ်းမြင့်ပါတယ်။ထိုမုန်တိုင်းကဖန်တီးလိုက်တဲ့လေတွေကတော့အပူလိုင်းတွေလိုပါပဲ။မိုးကြိုးပစ်တန်နေရာဖြတ်တန်းသွားတဲ့အချိန်မှာမုန်တိုင်းကရုတ်တရက်ရပ်တန့်သွားပြီးအတွင်းပိုင်းကဝဲကဲကိုပေါ်လင်းစေပါတယ်။ဝဲကဲရဲ့အတွင်းပိုင်းမှာလူတစ်ယောက်ကကျဉ်ကျပ်နေပါတယ်။ထိုလူရဲ့ခန္ဓာကိုယ်ကအရန်အောင်မှကြီးမားပါတယ်။သူကအသားတောင်ကြီးတစ်ခုလိုပဲ။ယခုသူ့ရဲ့ခ န္ဓာကိုယ်မှာချွေးလေးနဲ့ရွှဲနေပြီမဲ့သူ့ရဲ့ခန္ဓာကိုယ်ရဲ့အရွယ်စားရုံမသွားပါဘူးမျက်နှာပေါ်ကချွေးလေးကိုတုပ်ပြီးရတော့အဖိုးကြီးကကောင်းကင်ကိုမော့ကြည့်ပြီးခါတိတဲ့အပြုံနဲ့ခေါင်းခံလိုက်ပါလေဒီဝင်လေးနဲ့တွေ့ပြီးထဲအောင်ငါ့မှာကန်ဆိုးမှုတွေကိုပဲကြုံနေရတယ်နဆိုးဝိညာဉ်ပြီးမှပြင်းထန်တန်းရခဲ့တယ် ဟူကံကောင်းတာဒီဝယ်လင်းရရက်စတဲ့လူမဟုတ်ဘူးတောင်မနီငတ်နဲ့ဖျားခိုင်းနေမှာရှိနေတာအပြင်မှာရှိနေတာထက်အများကြီးပိုပြီးတော့လုံခြုံတယ်ဝယ်လင်းရတစိမ့်ကိုလွန်ခဲ့တဲ့နှစ်နှစ်တုန်းကဖြီးခဲ့ပေမဲ့နှစိုးဝင်းညပြတိုက်ပွဲပြီးတဲ့နောက်တစိမ့်မရှိရင်တော့ဝယ်လင်းကိုရန်လိုက်မဆရတော့ပါဘူးသူရဲ့ဒီပညာတွေကအရန်ဥမကြောက်စရာကောင်းပါတယ်လှိုင်ကူလီပင်းရှင်သခင်ကနှစိုးဝင်းညပြီးမှဝယ်လင်းတုံးခဲ့တဲ့ဒီပညာတွေကိုတွေးပြီးတော့ကြောက်လန့်သွားပါတယ်နေတာတုံးညာဆိုတဲ့ဒီပညာတစ်ခုထင်းတဲ့တင်သူ့ကိုကြောက်လန့်စေဖို့အတွက်လုံလောက်ပါတယ်ရှေးခေအိမ်မက်အကြောင်းတော့ပြောစရာတော့မလိုတော့ပါဘူးကောင်းကင်ကနေစဉ်သက်လာတဲ့လက်တီ ီးအကြောင်းကိုတွေးပြီးတော့လှန်ကူလီပင်းရှင်သခင်ရဲ့တောင်းလမှုကပို့ပြီးတော့ပြင်ထန်လာပါတယ်။မိုးချိုပစ်တန်နေရဆက်လက်ပြန်နှံ့နေပါတယ်။လောင်ကျွမ်းနေတဲ့ကျေစုရဲ့အပြင်ဘက်အစုံးမှာဂျူတတိလီတလုံးဝရှိပါတယ်။ထိုဂျူပေါ်ကမီးရဲနေရပုံစံတစ်ခုကိုဖန်တီးထားပါတယ်။ပုံစံအနေနဲ့မီးရောက်ကြီးတစ်ခုကိုဖန်တီးပေးပါတယ်။တရယုတ်ကမီးပုံကြီးတစ်ခုကိုထွန်းထားသလိုပါပဲ။ပုံစံအစီရင်ရဲ့အလဲပုံမှာလူတယောက်ကထိုင်နေပါတယ်။ထိုလူရဲ့မျက်နှာမကောင်းဆိုးဝါးဆန်တဲ့အရေးအောင်နဲ့အတိုင်းစားမဲ့မာနတရားများကိုထုတ်ဖော်ပြသနေပါတယ်။သူကချင်းချက်နေတော့သူ့ရဲ့ခန္ဓာကနေမကောင်းဆိုးဝါးအရှိန်အဝါများထွက်လာပါတယ်။ပုံစံအစီရင် င်းရဲ့အလဲဘဟုကသူ့ရဲ့ခေါင်းပေါ်မှာရေခဲတုံးကြီးတစ်ခုကပြန်ဝဲနေပါတယ် ပုံစံအားနေထွက်လာတဲ့မီးရဲနေရာရေကယ်တုံးထဲကိုဝင်သွားပြီးပြောင်းလဲပြီးရဲ့နောက်အောက်ကလူကဆွဲယူလိုက်ပါတယ်သူကဆွဲယူလိုက်တာနဲ့အမျှသူ့ရဲ့ထိုင်ရာတွေကဖြည်းဖြည်းနဲ့ပျောက်ကွင်းသွားပြီးပို့ပြီးတော့ဆွမ်းထလာပါတယ်အရေးကြီးဆုံးကသူ့ရဲ့ခန္ဓာကိုယ်ထဲကအစိတ်ကိုမီးနဲ့ရေကယ်ကလုံးဝနှိမ့်နှင်းထားနိုင်ပါတယ်ကောင်းကင်ကနေမိုးကြိုးပစ်တန်နေရာဖြစ်တန်းသွားတဲ့အခါထိုလူကမျိုးလုံးကိုဖင်လိုက်ပြီးသူ့ရဲ့နှဖူးပေါ်ကချွေးတဲ့သူ့ရဲ့နှဖူးပေါ်ကနေချွေးတဲ့အများကြီးကစီးကြလာပါတယ်ရေကယ်တုံးကရှိနေပေမဲ့ထိုနေရာအပူကြောင့်သူကအဆက်မပြတ်ချွေးထွန်းနေပါတယ်ငါမခံစားနိုင်တော့ဘူး ထိုလူကအဟိလိုက်ပြီးလေတွေကိုခုံတက်ကရေခဲတုံးကိုဖတ်လိုက်ပါတယ်သူကခန္ဓာကိုယ်ကတုံ့ရင်သွားပြီးတရော့တတရှိတဲ့အမှုရာကိုပြသလိုက်ပါတယ်ဒူဝါရင်အဝေးရနေအစ္စရဲနှာခေါင်းရှုတံတစ်ခုကထွက်လာပါတယ်အစိမ့်နဲ့မတိတ်ချင်ဘူးဆိုရင်ငါအတွက်အောက်ကိုဆင်းခဲ့စမ်းမင်းရဲ့ဒီနေရာကအရန်ကိုပူတယ်ငါညီကိုအတွက်ကြောက်တာမဟုတ်ဘူးဆိုရင်ငါထွက်သွားတာအရန်ကိုကြားလောက်ပြီး ထိုလူကရေကယ်တော့ပို့ပြီးတော့တင်းကျပ်စွာဖတ်ထားပြီးအစ်ဆက်တဲ့စွန်ရဲ့အများကြီးကိုဆွဲယူလိုက်ပါတယ်ထိုအချိန်မှာပဲအနီရောင်အလင်းတစ်ခုကအဝေးကနေရောက်လာပါတယ်အလင်းကနီးကပ်လာတော့တောင်မနီငတ်နဲ့ဖျားခိုင်းရဲ့နိဗ္ဗာန်ဖြစ်စည်းသူအကြီးကဲတယောက်အဖြစ်ပြောင်းလဲသွားပါတယ်သူကရောက်လာတော့မျက်မှောက်ချုပ်ပြီးသူ့ရဲ့လက်နဲ့လီဟာနေကိုရိုက်ချလိုက်ပါတယ်ဒုံငနဲ့ရိုက်ချလိုက်တဲ့အတွက်ထိုလူကရေကယ်တော့ကနေကွာသွားပြီးမြေပြင်ပေါ်ပြုတ်ချသွားပါတယ်စစ်ထုကောင်းလေးနဖျားကြီးရဲ့အမိတ်ရောက်မင်းရဲ့ခနာကူရဲ့အစိတ်ကိုငါဖျက်ချပြရမယ်ဒါကြောင့်ငါအမိတ်ကိုနားထောင်ပါမယ် မဟုတ်ရင်မင်းတို့ငါတင်ကန်းစာပေးရလိမ့်မယ်ထိုလူကတော့စစ်ထုံးနဲ့မှာနဆိုးညင့်ပြီးမှာသူကပြင်းထန်ထန်ရခဲ့ပြီးထိုတန်ရာကြောက်အစိတ်ကပောက်ကွဲထလာခဲ့ပါတယ်တောင်မန်နေငန့်နဲ့ဖျားခမ်းရတာမရှိရင်သူကနှစ်နှစ်တော်မှမခံနိုင်တော့ပါဘူးဒါဝရရင်ထိုနှစ်နှစ်တာကာလအတွင်းမှာသူ့အတွက်ရန်အုံးမှနာကျင်ခဲ့ရပါတယ်ဝေဒနာရဲ့အရင်းမြစ်တစ်ခုကထိုမုန်းစရာအကြီးခဲ့ပါပဲစစ်ထုံးကထိုအဖိုးကြီးကိုဘလို့ပဲပြောပြောအသုံးမဝင်ပါဘူးထိုအဖိုးကြီးကသူ့ရဲ့နှလုံးသားကိုတံပရင်းနဲ့ပြုတ်ထားသလိုပဲစစ်ထုံးနဲ့ပီထောင်ကွာမှအမြဲရှိနေပါတယ် စစ်ထူနန်ကအာယုံပြန့်လွင့်သွားတဲ့ဤပညာတစ်ခုနဲ့ပြစ်ခတ်ခံရပါတယ်။နိဗ္ဗာန်ဖြစ်စည်းသူကျင့်ကြံသူတွေကဘာလို့ကြီးကျယ်နေလို့လဲ။အဖိုးကြီးစောက်ကြည့်နေ။နောက်တစ်ချိန်ကျရင်မင်းတို့ရင်းနှွေးမှွေးနဲ့ပေါင်းတာဘလို့ခံစားရလဲဆိုတော့မင်းကသိရလိမ့်မယ်။စစ်ထူနန်ကထားရက်ပြီးမလို့လားပဲဆက်လက်ကျင့်ကြံနေပါတယ်။အဖိုးကြီးကပြောင်းလိုက်ပါတယ်။ထိုနှစ်နှစ်အတွင်းသူကစစ်ထူကောင်လေးပေါ်မှာအမြင်ကောင်းရှိနေခဲ့ပါတယ်။စစ်ထူနန်ကရေခဲကိုဆွေးယူတာကနေတားဆီးတာစစ်ထူနန်ရဲ့ကောင်းကျိုးအတွက်ပါ။စစ်ထူကိုဘရောမထိခိုက်အောင်မလုပ်ပဲတင်းတော့တဲ့စွမ်းအုပ်ကိုပဲအမြဲအသုံးပြုပါတယ်။သူကပြုံးပြီးတော့ပြောလိုက်ပါတယ်။ ကောင်းပြီလေအဲ့ဒီနေ့ရောက်လာတာကိုငါစောင့်မြော်နေရဖို့စောင့်ကြည့်နေဖို့စစ်ထူကမျိုးလုံးလှန်လိုက်ပါတယ်တကယ်တော့အဖိုးကြီးကသူ့ကိုကြိုးတက်လုပေးနေတာကိုသူကသိပေမဲ့အပူတံကိုတခါတလေမခံစားနိုင်ပါဘူးပို့ပြီးတော့အရေးကြီးတာကထွန်းနှစ်နှစ်တာကာလအတွင်းမှာသူ့ရဲ့လွတ်လပ်မှုကကန့်တက်ခံရပါတယ်အရင်ကသူ့ရဲ့ဘင်ကြီးလို့နေထိုင်မှုပုံစံကိုတွေးမိတိုင်းတပြင်းကိုချားမိပါတယ်ဖန်လန်ဂျိုရဲ့ခြုံရင်းချက်လေးတွေဒီအဖိုးကြီးကပြန်လာတာကိုမင်းတို့ကစောင့်နေကြ မူဒုပိတန်ဟာအကောင်းကြီးကိုဖျက်ဆန်းသွားပြီးဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားပါလေဝင်လင်းကနှဆိုင်စွာနဲ့ရှူသွင်းလိုက်ပါလေဒီလိုလုံးနေတော့မှပဲသူ့ရဲ့လက်ကလက်ရစိတ်တစ်ခုကိုဖွဲလိုက်ပြီးလက်ကူဖျင်းလိုက်ပါလေအောက်ကအဖူအောင်ကြောက်တုံးကနေအပူတွေကပို့ပြီးတော့ထွက်လာပြီးသူ့ရဲ့ခန္ဓာကိုယ်ထဲကိုဝင်သွားပါလေဝင်လင်းနောက်ကအဖိုးကြီးကပို့ပြီးတော့ဖြူဖြော်လာပြီးသူ့ရဲ့ပုံဝင်ကျင်ဟာတေမင်းရဲ့အရှိန်ကပို့ပြီးတော့ပြင်ထန်လာပါလေသူက၆တွေးတဲ့အတန်နဲ့ပြောလိုက်ပါလေငါတိတ်မကြခင်တေဆုံးသွားတော့မယ်ထင်တယ်ငါမတေဆုံးခင်မင်းရဲ့ပထမပြောင်းလဲမှုကိုအောင်မြင်စွာချင့်ကြိုက်နိုင်မယ်လို့မျှော်လင့်တယ် အဲ့ဒီခါကျရင်တောင်မနီငတ်နဲ့ဖျားခိုင်းအောင်မင်းရဲ့လက်ထဲမှာအနှံ့ရတာစိတ်အေးနိုင်လိမ့်မယ်ပထမပြောင်းလဲမှုကိုကျွမ်းကျင်ပြီးမှပဲမင်းကတောင်မနီငတ်နဲ့ဖျားခိုင်းရဲ့အစင်းမင်းယတနာတွေကိုထိန်းချုပ်နိုင်ပါဝလင်ကထိုင်နေရင်သူ့ရဲ့လက်ကိုငကိုနေရာကိုပြန်ပို့လိုက်ပါတယ်ပူပြင်းတဲ့ဆွေရင်ကသူ့ရဲ့ခန္ဓာကိုယ်ထဲမှာမူလဆွေရင်လမ်းကြောင်းတွေကိုဖျက်ဆန်းသွားပါတယ်ပြီးတော့ပူပြင်းတဲ့လေတစ်ချက်ကိုမှုထုတ်လိုက်ပြီးမျိုးလုံးကိုဖင်းလိုက်ပါတယ် ထိုအရာတွေကဘယ်လိုမျိုးလုံးမျိုးလဲဆိုတာဖော်ပြဖို့ကမဖြစ်နိုင်ပါဘူး။ကဘာပေါ်ကအရာအလုံးထည့်ထားတဲ့ကျေစုတွေပြင်းထန်နေတဲ့ကောင်းကင်လိုပဲဖော်ပြလို့ရပါမယ်။သူ့ရဲ့အကြီးနဲ့စုံမိတဲ့သူတိုင်းခေါင်းငုတ်သွားလောင်းအထိတောက်ပါပါတယ်။ထိုမျိုးလုံးတွေကဉာဏ်ပညာနဲ့ပြင်းထန်နေပါလေ။ဝလင်းကတငိန်ဆောင်နဲ့ပြောလိုက်ပါလေ။နဖျားဤကလေးကစိတ်ချလို့ရပါတယ်။ကျွန်တော်ကအကောင်းဆုံးစူးစမ်းပေးပါမယ်။မိုးပြောင်ငကားနဖျားဤကလေးကမိုးတိမ်ကောင်းကင်ဘုံနယ်ပယ်ထဲမှာပိတ်မိနေရလို့မင်းကတန်တရားရှိနေရလို့မင်းကပြောဘူးလေ။ ဒီကိစ္စရန်ရောအရေးကြီးတယ်ဒါပေမဲ့မိုးကောင်းကင်းဘုံနယ်ပယ်ရဲ့ဝင်ပေါက်ကိုကျင်းကျုံမှုမဟာမိတ်ကထိန်းချုပ်ထားတယ်မိုးကောင်းကင်းဘုံနယ်ပယ်ဖန်သားတလင်းကြောက်ဝမရှိရင်ဖွင့်လို့မရဘူးငါတို့နဖျားလေးပါခန့်ရဲ့လက်ရှိအင်အားကျင်းကျုံမှုမဟာမိတ်ကိုရှင်လို့မရသေးဘူးကျွန်တော်တော့ခရိုဆာကီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့အဆုံးထိကျေးဇူးပဲတို့အားလုံးကျေးဇူးအထူးတင်ရှိပါတယ်